အရင်ဆုံးပြတဲ့အတွက်ကြောင့်မလို့အရင်ဆုံးခွဲရမယ်ဆိုတဲ့အတွေးလေးကိုမတွေးကြပါနဲ့အရင်ဆုံးပြရဲဆိုရမယ်လေနောက်မှပြရတဲ့လူကသူ့ထက်ပိုပြီးတော့အရေးကြီးတဲ့လူနာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနောက်မှပြရတဲ့လူကိုဦးစားပေးပြီးတော့ခွဲစိတ်ပေးမှဖြစ်ပါတယ်ဒါခွဲစိတ်ရမယ်ကျွန်တော်တို့အခုကြည့်ထားပြီးတော့ခွဲစိတ်ရမယ်လူနာရဲ့ဆင်းမှာဒီမှာကျွန်တော်တို့ဒီလိုလေးမှတ်တမ်းတင်ထားတာရှိပါတယ်အဲဒီမှတ်တမ်းတဲ့အတိုင်းကျွန်တော်တို့ကပြန်ကြည့်ပြီးတော့ ဥဇာပိစင်းပေါ့ဥဇာပိစင်းဆိုတာနမူနာတစ်ခုအနေနဲ့ပြောရလို့ရှိရင်ခုနပြောလို့ရဟန်းတန်ခါနဲ့တိသရှင်တွေအသက်ကြီးတဲ့လူတွေဒါတွေဥဇာပိပါမယ်အဲ့ဒီအသက်ကြီးတဲ့လူတွေတည်းရမှနှစ်ဖက်စလုံးမမြင်တဲ့လူနာဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ဥဇာပိပါမယ်တော်တော်များများအဓိပ္ပာယ်လွဲနေတာလေးတစ်ခုရှိပါတယ်ကျွန်တော်တို့အခုလုံနေတဲ့မျက်စိခွဲစိတ်ကုသမှု ကုသိုလ်ပြုဆိုတာခွဲစိတ်ခတိတ္တညီကိုပဲကျွန်တော်တို့က တာဝန်ယူပေးမှာဖြစ်ပါတယ်မခွဲစိတ်ခင်မှာကျွန်တော်တို့မျက်စိကိုစမ်းသပ်ရတဲ့ဟာရှိပါတယ်ပြီးလို့ရှိရင်လိုအပ်လို့ရှိရင်သွေးဖောက်ရတာရှိတယ်နောက်မျက်လုံးအတွင်းနေဆိုလို့ရှိရင်မျက်လုံးအတွင်းမှန်ပါပါကိုတိုင်းတာရှိပါတယ်နောက်ခွဲတဲ့အခါမှာဟိုမခွဲခင်မှာစားရတဲ့တောက်ဆေးတွေခွဲပြီးတော့စားရတဲ့တောက်ဆေးတွေနဲ့ခွဲပြီးတော့ခက်ရတဲ့မျက်စင်းတွေဒီစိတ်တွေရှိပါတယ်ကျွန်တော်တို့ရဲ့ကုသိုလ်ပြည့်အစီအစဉ်ထဲမှာဒီစိတ်တွေမပါပါဘူးခွဲစိတ်ကရှစ်သိန်းကိုပဲတီးတန့်ကျွန်တော်တို့ကလှူထားတာဖြစ်ပါတယ် ဒါလေးကိုဒီချာချာလေးရှင်းနေအောင်လို့ကျွန်တော်ပြောကြားလို့ခြင်းနဲ့ဖြစ်ပါတယ်ပြည်သူလူထုရောလူနာရှင်တွေလူနာတွေရောတခုပညာလို့ပါအခုကျွန်တော်တို့လုပ်နေတဲ့စီမံကိန်းကတလားနှစ်လားစီမံကိန်းမဟုတ်ပါဘူးတစ်နှစ်နှစ်နှစ်စီမံကိန်းလည်းမဟုတ်ပါဘူးနှစ်ပေါင်းများစွာတည်တန်းခံရအောင်ကျွန်တော်မလုပ်နိုင်တဲ့နောက်ပိုင်းကြားလို့ရှင်တော့မှကျန်တဲ့မျက်စိဆရာဝန်တွေနဲ့ကျွန်တော်တို့ကစီစဉ်ပြီးတော့ဆက်လက်သွားဖို့စိတ်ကူးရည်ရွယ်ထားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့စင်ရဲ့နွန်ပါလို့ ငွေအခါချင်းငွေမတက်နိုင်လို့မျက်စိလာပြတဲ့လူနာတွေခွဲကျင်တဲ့လူနာတွေအကုန်လုံးကိုကျွန်တော်တို့ကမှတ်တမ်းတင်ထားပြီးလို့ရှိရင်ဒီလူနာတွေအကုန်လုံးကိုကျွန်တော်တို့ကခွဲပေးမှာပါတခုပဲရှိပါတယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့ငွေကြေးပမာဏအတိုင်းအတာလေးကတလားမှာအခုလက်ရှိဆိုရင်တော့၈ရောက်ပေါ့နော်အဲဖေဖော်ဝါရီလနေ့စပြီးကျွန်တော်တို့၁၀ရောက်ထိတိုးပြီးတော့ခွဲပေးပါမယ်ဒီကြားထဲမှာအလှူရှင်တွေရှိလို့လူတန်းပေးနိုင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတိုးပြီးတော့ ခွဲဖို့အစီအစဉ်ရှိပါတယ်တယ်လီဖုန်းနံပါတ်လေးတွေကျွန်တော်တို့အပြောင်းလဲပြုလုပ်ပေးထားပါတယ်တိတက်ဒီ foundation အတွက်ကိုဖုန်းနံပါတ်တစ်ခုကိုထည့်ပေးထားပါတယ်တချို့တွေကအဲဘယ်လိုထူရမလဲဆိုပြီးတော့လှမ်းမိတာရှိပါတယ် KP နဲ့လက်ခံမလားပေါ့နော်အဲတော့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ KP ကိုလက်မခံခြင်းပါဘူးဒါပေမဲ့အကုန်လုံးကတော့ဝိုင်းပြောပြဝိုင်းပြောကြတယ်ဆရာကြီး KP ကသုံးရတာလွယ်တယ်အဲတော့ KP ကိုစိတ်ချအောင်လှုပ်ပြီးတော့လက်ခံပေးပါဆိုပြီးပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်ညီမက ဒေါ်စဘဲကိုလေးက KBZ ဘဏ်မှာသွားပြီးတော့ညှိနှိုင်းဆွေးနွေးခဲ့ပါပြီ။အဲ့တော့ကျွန်တော်တို့ KB အနေနဲ့ QR code ကိုပေးပါမယ်။လှူခြင်းနဲ့လှူရှိရဆိုလို့ရှိရင် Viber နဲ့တဆင်လာလို့ရှိရင်နောက်တစ်ခုကတော့ Yuma ဘဏ်မှာ Foundation နာမည်နဲ့ကျွန်တော်တို့ Bank account တစ်ခု ဖွင့်ထားတာရှိပါတယ်။အဲ့ဒါအစိုးရတွေကဖွင့်ထားတာပါ။အဲ့ဒီ Foundation ရဲ့ Bank account နံပါတ်ကိုလည်းကျွန်တော်တို့ပေးပါမယ်။အဲ့ဒီ KB နဲ့ပဲလှူလူဘဏ်ထဲကိုပဲ Yuma ဘဏ်ထဲကိုပဲတိုက်ရိုက်လှူလူဘလို့နည်းနဲ့ဖြစ်ဖြစ်လှူမယ်ဆိုရင်လှူတိုင်းလို့ရပါတယ်။ ါကျွန်တော်ဒေါက်တာဝင်းလိုင်ပါဒေါက်တာကိုလေး Head the Education Foundation ရဲ့ဥက္ကဋ္ဌပါဒီနေ့ကတော့ကျွန်တော်တို့လိုအပ်တဲ့ဟာလေးတွေပေါ့လိုအပ်တဲ့ဟာဆိုတာကျွန်တော်တို့ပြည်သူလူထုကဒီရက်ပိုင်းအတွင်းမှာတယ်လီဖုန်းဆက်ပြီးတော့မေးမြန်းကြတယ်သိကျင်တာတွေကိုမေးတဲ့အခါမှာကျွန်တော်တို့ဘက်ကပြန်ပြီးတော့ဖြေချမယ့်ဟာလေးတွေဖြေချပေးထားတဲ့ဟာလေးတွေကိုသိအောင်လို့ပြန်ပြီးတင်ပြခြင်းဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ဒီကိုဆက်သွယ်ရမယ့်တယ်လီဖုန်းနံပါတ်ပါတယ်လီဖုန်းနံပါတ်လေးတွေကျွန်တော်တို့အပြောင်းလဲပြုလုပ်ပေးထားပါတယ်တိတက် ီ foundation အတွက်ကိုဖုန်းနံပါတ်တစ်ခုကိုထည့်ပေးထားပါတယ်။အဲအရောကျွန်တော်ဂိုင်နာကတော့ကျွန်တော်ရဲ့ဒီကျွန်တော်တို့အသင်းရဲ့ဗနာယေမှုကျွန်တော်ရဲ့ညီမလည်းဖြစ်ပါတယ်။ဆရာယူကိုလေးရဲ့သမီးဒေါ်စဘဲကိုလေးရဂိုင်ပါတယ်။ပြီးလို့ရှိရင်နောက်တစ်ယောက်ကတော့အသင်းရဲ့အတွင်းရင်းမှုဦးဟိမင်းထက်ဒါလည်းပြောရရင်ကျွန်တော်တို့ရဲ့တူပါပဲ။နောက်တစ်ခါတွဲဘက်အတွင်းရင်းမှုဦးရန်ပြည့်ဖြိုးဒါလည်းတူပါပဲ။တူအကုန်လုံးဒီပြောရရင်တော့ကျွန်တော်တို့အသင်းက အပြင်လူတိတ်မပါပါဘူးတကယ်မိသားစုတွေကြီးပဲကြစ်ကြစ်လေးလေးနဲ့ဖွဲ့စည်းထားတဲ့အတင်မှာသူတို့ရဲ့ဖုန်းနံပါတ်တွေကျွန်တော်တို့ပြောင်းလဲပေးထားတာရှိပါတယ်အဲ့ဖုန်းနံပါတ်လေးတွေကျွန်တော်တို့ပြီးလို့ရှိရင်အသေးစိတ်တင်ပြပေးပါမယ်ဒုတိယချက်ပြောချင်တာကတော့ကျွန်တော်တို့တချို့တွေကဘယ်လိုလှူရမလဲဆိုပြီးတော့လှမ်းမိတာရှိပါတယ် KP နဲ့လက်ခံမလားပေါ့နော်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ KP ကိုလက်မခံခြင်းပါဘူးဒါပေမဲ့ အကုန်လုံးကတော့ဝိုင်းပြောပြဝိုင်းပြောကြတယ်ဆရာကြီး KP ကသုံးရတာတွေ့တယ်အဲ့တော့ KP ကိုစိတ်ချအောင်လှုပ်ပြီးတော့လက်ခံပေးပါဆိုပြီးပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်ညီမဒေါ်စဘယ်ကိုလေးက KBZ ဘဏ်မှာသွားပြီးတော့ညှိနှိုင်းဆွေးနွေးခဲ့ပါပြီအဲ့တော့ကျွန်တော်တို့ KP အနေနဲ့ QR code ကိုပေးပါမယ်လှူခြင်းနဲ့လှူရှိရဆိုလို့ရှိရင် Viber နဲ့တဆင်လာလို့ရှိရင်နောက်တစ်ခုကတော့ Yuma ဘဏ်မှာ Foundation နာမည်နဲ့ကျွန်တော်တို့ Bank Account တစ်ခုဖွင့်ထားတာရှိပါတယ်အဲ့ဒါအစိုးရတွေကဖွင့်ထားတာပါ အဲ့ဒီ foundation ရဲ့ bank account နံပါတ်ကိုလည်းကျွန်တော်တို့ပေးပါမယ်အဲ့ဒီ KB နဲ့ပဲလှူလူဗန်ထဲကိုပဲယူမဗန်ထဲကိုပဲတိုက်ရလှူလူဘလိုနည်းနဲ့ဖြစ်ဖြစ်လှူမယ်ဆိုရင်လှူတန်းလို့ရပါတယ်တတိယချက်အနေနဲ့ကျွန်တော်တို့ပြောချင်တာကတော့တော်တော်များများဟိုအဓိပ္ပာယ်လွဲနေတာလေးတစ်ခုရှိပါတယ်ကျွန်တော်တို့အခုလုပ်နေတဲ့မျက်စိခွဲစိတ်ကုသမှုကုသိုလ်ပြုဆိုတာခွဲစိတ်ခတီးတန့်ညီဖို့ပဲကျွန်တော်တို့က တာဝန်ယူပေးမှာဖြစ်ပါတယ်မခွဲစိတ်ခင်မှာကျွန်တော်တို့မျက်စိကိုစမ်းသပ်ရတဲ့ဟာရှိပါတယ်ပြီးလို့ရှိရင်လိုအပ်လို့ရှိရင်သွေးဖောက်ရတာရှိတယ်နောက်မျက်လုံးအတွင်းတိမ်ဆိုလို့ရှိရင်မျက်လုံးအတွင်းမှန်ပါပါကိုတိုင်းတာရှိပါတယ်နောက်ခွဲတဲ့အခါမှာဟိုမခွဲခင်မှာစားရတဲ့တောက်ဆေးတွေခွဲပြီးတော့စားရတဲ့တောက်ဆေးတွေနဲ့ခွဲပြီးတော့ခက်ရတဲ့မျက်စင်းတွေဒီစိတ်တွေရှိပါတယ်ကျွန်တော်တို့ရဲ့ကုသိုလ်ပြည့်အစီအစဉ်ထဲမှာဒီစိတ်တွေမပါပါဘူးခွဲစိတ်ကရှစ်သိန်းကိုပဲတည်တဲ့ကျွန်တော်တို့ကလှူထားတာဖြစ်ပါတယ် ဒါလေးကိုဒီချာချာလေးရှင်းလင်းအောင်လို့ကျွန်တော်ပြောကြားလို့ခြင်းနဲ့ဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ပြောရင်တော့လူနာရွေးချယ်မှုပေါ့လူနာကကျွန်တော်သူ့ရဲ့သဘောနဲ့ရွေးချယ်တာမဟုတ်ပါဘူးကျွန်တော်ကအရင်ဆုံးကြည့်လိုက်ပါတယ်ကြည့်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီလူနာတွေအကုန်လုံးမှတ်တမ်းတင်ထားပါတယ်မှတ်တမ်းတင်ထားတဲ့အပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကယောဂလူနာရဲ့အခြေအနေပေါ့နော်ဦးစားပေးအစီအစဉ်နေနဲ့ကျွန်တော်တို့ကစဉ်းစားပါတယ်နမူနာတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် ကိုအများအားဦးစားပေးရတော့နံပါတ်၁ကတော့ဟိုရဟန်းတန်ခါနဲ့သီလရှင်ဒါတွေဦးစားပေးပါတယ်ဒါဒါခွဲစေးရမယ်ကျွန်တော်တို့အခုကြည့်ထားပြီးတော့ခွဲစေးရမယ်ဒီနေ့အစမှာဒီမှာကျွန်တော်တို့ဒီလိုလေးမှတ်တမ်းတင်ထားတာရှိပါတယ်အဲဒီမှတ်တမ်းတဲ့အတိုင်းကျွန်တော်တို့ကပြန်ကြည့်ပြီးတော့ဥစားပေးစင်းပေါ့ဥစားပေးစင်းဆိုတာနမူနာတစ်ခုအနေနဲ့ပြောရလို့ရှိရင်ခုနကပြောလို့ရဟန်းတန်ခါနဲ့သီလရှင်တွေအသက်ကြီးတဲ့လူတွေဒါတွေဥစားပေးပါမယ် အဲ့အသက်ကြီးတဲ့လူတွေတည်းရမှနှစ်ဖက်စလုံးမမြင်တဲ့လူနာဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးတော့ဦးစားပေးပါမယ်အဲ့တော့တခုပြောချင်တာကအရင်ဆုံးပြတဲ့အတွက်ကြောင့်မလို့အရင်ဆုံးခွဲရမယ်ဆိုတဲ့အတွေးလေးကိုမတွေးကြပါနဲ့အရင်ဆုံးပြရဲဆိုရဲမဲ့လည်းနောက်မှပြတဲ့လူကသူ့ထက်ပိုပြီးတော့အရေးကြီးတဲ့လူနာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနောက်မှပြတဲ့လူကိုဦးစားပေးပြီးတော့ဟိုခွဲစိတ်ပေးမှဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုရောလူနာရှင်တွေလူနာတွေရောတခုပံ့ပိုးလို့ပါအခုကျွန်တော်တို့လုပ်နေတဲ့စီမံကိန်းက တလားနှစ်လားစီမံကိန်းမဟုတ်ပါဘူးတစ်နှစ်နှစ်နှစ်စီမံကိန်းလည်းမဟုတ်ပါဘူးနှစ်ပေါင်းများစွာတည်တန်းခံရအောင်ကျွန်တော်မလုပ်နိုင်တဲ့နောက်ပိုင်းကြားလို့ရှိရင်တော့မှကျန်တဲ့မျက်စိဆရာဝန်တွေနဲ့ကျွန်တော်တို့ကစီစဉ်ပြီးတော့ဆက်လက်သွားဖို့စိတ်ကူးရည်ရထားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့စင်ရနွန်ပါလို့အခါချင်းဝေမတန်နိုင်လို့မျက်စိလာပြတဲ့လူနာတွေခွဲကျင်တဲ့လူနာတွေအကုန်လုံးကိုကျွန်တော်တို့ကမှတ်တမ်းတင်ထားပြီးလို့ရှိရင်ဒီလူနာတွေအကုန်လုံးကိုကျွန်တော်တို့ကခွဲပေးမှာပါ တစ်ခုပဲရှိပါတယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့ငွေကြေးပမာဏအတိုင်းအတာလေးကတစ်လမှာအခုလက်ရှိဆိုရင်တော့၈ရောက်ပေါ့နော်အဲဖေဖော်ဝါရီလနေ့စပြီးကျွန်တော်တို့10ရောက်ထိတိုးပြီးတော့ခွဲပေးပါမယ်ဒီကြားထဲမှာအလှူရှင်တွေရှိလို့လူတန်းပေးနိုင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတိုးပြီးတော့ခွဲဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်ပြောလို့ပေါ့တစ်လကိုလူနာ40အထိကျွန်တော်ခွဲပေးဖို့အစီအစဉ်ရှိပါတယ်အဲ့တော့ဟိုပြပြီးရအောင်မခွဲလိုက်ရဘူးဆိုတဲ့ဟာတော့မဖြစ်ပါဘူးကျွန်တော်တို့အချိန်နဲ့ ူဦးစားပေးစနစ်နဲ့အစီအစဉ်လေးနဲ့တိုင်သွားပြီးတော့ခွဲစိတ်ပေးမှဖြစ်ပါတယ်ဒါမှမဟုတ်လူနာတွေအနေနဲ့ဟိုတော့ကမဖြစ်ပါနဲ့ငါကတော့ပြပြီးတော့မခွဲလိုက်အောင်ဆိုတဲ့အဖြစ်မှဆိုရဲဆိုတဲ့အနေထားမျိုးကိုစိတ်မပူကြပါနဲ့လို့ကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ်